Hello အားလုံးပဲမင်္ဂလာပါဖိုးဖမချန်ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့အနေနဲ့လက်ရှိ2025ခုနှစ်ရဲ့ Golden Point စုကိုဘယ်ကစားမှစခုနိုင်တင်လေပေါ့လောလောဆယ်မှာဆိုလို့ရှိရင်ကျွန်တော် Soccer 90ရဲ့ဒီဘယ်လိုပြောမလဲဒီ ranking အရာဆိုလို့ရှိရင်ပေါ့နော်ဒါ match လာ2025ဒီလအထိကိုပဲ top 5 golden point 5ရောက်ကိုကျွန်တော်က list out လာတာလေးကျွန်တော်ရှိတယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့ဒီထဲမှာဆိုလို့ရှိရင်တော့ဗောနော PSG ရဲ့ဒါကျွန်တော်တို့လူငယ်ကစားမလေးဖြစ်တဲ့ဒါ Desiree Doué ရှိမယ်ပြီးလို့ရှိရင်တို့ Barcelona အသင်းရဲ့ကျွန်တော်က QBC ကျွန်တော်တို့ရှိမယ်ပြီးလို့ရှိရင် PSG အသင်းရဲ့လူငယ်ကွန်းလေးကစားမဖြစ်တဲ့ Emery ကျွန်တော်တို့ရှိမယ်မြို့ရှင်ရဘုံမောင်ရဲ့နောက်ခံကစားသမားဖြစ်တဲ့ကျွန်တော်တို့ဒါပါလေဒီ Hulsen လာเนาะသူ့နာမည်ဖတ်ရခက်တယ်ဗျာ sorry ဗျာเนาะ Hulsen ကျွန်တော်တို့ရှိမယ် ြီးလို့ရှိရင် Real Madrid ရဲ့ကျွန်တော်ဒါ article လည်းကျွန်တော်ရှိမယ်ဆိုတော့ Yamel တို့ဘာလို့တော့မပါဘူးပေါ့နော် Golden Point ကတယောက်မှဒါတစ်ခါပဲကျွန်တော်ဒီနေ့ဒီယူခွင့်ရှိတာဆိုတဲ့အခါကျတော့ Yamel တို့ဘာလို့က18နှစ်ပဲရှိသေးတယ်တအားကောင်းနေတယ်ဆိုပေမဲ့လည်းလို့ကျွန်တော်ဒါသူတို့တော့ပါမယူလို့မရတော့ဘူးဆိုတော့အခါကျတော့ပေါ့နော်မရသေးတဲ့ကစားသမားတွေဂျားတွေမှာဘယ်သူတွေဖြစ်လာမလဲပေါ့ခုနက 5ယောက်ကတော့ top 5 5ယောက်ပေါ့ဗျာဆိုတော့ဒါအသက်20နှစ်တနည်းအောက်ကိုပြီးတဲ့စုပါဆိုတော့နံပါတ်5နေရာကလက်ရှိရက်တည်နေတဲ့ဒီ article လေးကိုကျွန်တော်တို့ကြည့်အောင်ညီကိုတို့အနေနဲ့ရော real metric ရဲ့ဒါတူရကီလူငယ်ဇာမားလေးဖြစ်သူ article DR ဒီမှာကျွန်တော်ဒီဒီဒီနှစ်မှာပေါ့နော် golden points ကိုရလိမ့်မယ်လို့ကျွန်တော်ထင်လာအဲကျွန်တော်ကတော့ तू ကအလံဝေးဆုံးလို့ထင်တယ် article ကအလံဝေးဆုံးလို့ထင်တယ်ဘာလို့လဲဆိုတော့ real metric မှာကစားနေရတဲ့ဆိုပေမဲ့လေလို့သူတပြင်းပေါ့နော် real metric ကအခုဆိုလို့ချင်း champions league ကနောက်တစ်ဆင့်တက်သွားတာ လာပြင်လာလီဂါကလည်းကျွန်တော်နေတာအချီနီကောင်းနေပြီးတော့အဆင့်တအဆင့်နှစ်ကအသင်းနေနဲ့အများကြီးအမှတ်သိမ့်မကွာတာเนาะဒါမျိုးတွေနေရီယယ်မထွက်ကအချီနီကောင်းနေတာဒါပေမဲ့လို့အာဂျဂူလာရဲ့အခန့်ကဏ္ဍကတော်တော်ကိုနဲပါတယ်ကျွန်တော်ဒီဖေဖော်ဝါရီ25လောက်မှာတော့မှဒီကစားမဖြစ်သူရဲ့ပေါ့เนาะဒီရီယယ်မထွက်တဲ့ကစားပေးရတဲ့ပွဲက28ပွဲရှိရတာပြောတာမိနစ်ပေါင်းက968မိနစ်လောက်ပဲကျွန်တော်ရှိတာဒါဘာပြောသလဲဆိုလို့ရှိရင်ကစားမက လူစားဝင်နေပြီးတော့ဝင်ဝင်ကစားရတယ်။ဒါပေမဲ့ကစားရတဲ့မိနစ်တွေကတအားနည်းတယ်ဆိုတဲ့သဘောပဲ။ဒါကြောင့်ဗောနော်ကာလိုအန်ချီလိုတီလည်းဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့သူခဏတိုင်းဖြေရတယ်။အာရာဂူလာဘာကြောင့်ဝင်မကစားရသလဲ။အာရာဂူလာဘာကြောင့်ဗောနော်ပွဲကစားခွင့်နေအများကြီးမရသလဲ။ဘာကြောင့်ကစားခွင့်မိနစ်တွေနည်းသလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဗောနော်ကြည့်ရလို့ရှိရင်လည်းဗျာဘယ်လင်ငန်တို့ဟလာနော်ဘယ်လင်ငန်တို့မိုဒရစ်တို့ဟလာချူအမီနီတို့နော်ကျွန်တော်ဘရာဟင်ဒီယက်စ်တို့ဘာပေနော်ရိုဒရီโก ဗင်းရှဲဂျူနီယာဘယ်လင်ငန်ဒီကစားမတွေရှိတဲ့အသင်ကွင်းလယ်နဲ့တိုက်စစ်မှာအရဂူလက်အတွက်က နေရာကတော်တော်ကိုနှဲပါတယ်ဒါတော့မှပေါ့နော်အန်ရစ်တူဘာလို့ကိုကျွန်တော်တို့ကြည့်ရင်သူကကစားကွင်းလေးတွေပူရတယ်လို့တောင်ကျွန်တော်ဖြစ်နေသေးတယ်နောက်ပိုင်းမှာဆိုတော့အရဂူလက်အတွက်ကတော်တော်ကိုအချိန်ကြီးနှဲပါတယ်ဆိုတော့ဒါကြောင့်ဒီဟာမှကစားမကရီယယ်မက်ထရီရဲ့အခန်းကဏ္ဍတွေမှာအများကြီးပါဝင်ထားခြင်းမရှိဘူးလို့ကျွန်တော် ပြောရမယ်ဒါတော့မှသူကတူရကီမှာပုံမှန်ပွဲထုတ်ခွင့်ရတဲ့ပလေယာတယောက်ဖြစ်ရှိနေလို့နော်တူရကီမှာသူတကယ်ခြေသွမ်းပြနေလို့ ီစင်တီကျွန်တော်ပါလာတာရီယယ်မက်ထွန်းမှာသူကစားကွင်းမိနစ်ကတအားနည်းတယ်ဆိုတော့အရေဂူလာအတွက်တော့ကျွန်တော်အနေနဲ့ပေါ့နော်ဒါတော်တော်ကိုအလှမ်းဝေးတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့နောက်တစ်ယောက်ကကျွန်တော်အနေနဲ့ဒါဘုံမောင်ရဲ့လူငယ်နောက်ခံကစားမလေးလက်ရှိစပိန်လက်ရွေးစင်မှာရွေးချယ်ခံထားရတဲ့ဟူစင်မှာဆိုတော့ဟိုဒီကောင်လေးရတော့ဗျာဘုံမောင်ရဲ့အဓိကနောက်ခံကစားသမားတယောက် injury ပြဿနာကြောင့်လို့ဆန်းသုံးတဲ့နေရာကနေအရန်အချိန်ကြီးကောင်းလာတယ်လို့ကျွန်တော်ပြောရမယ်လက်ရှိ Premier League လိုမျိုး physical demand အရင်ဖြစ်တဲ့ league မျိုးမှာတော်တော်ကိုခြေသွမ်းပြနေတာ เนาะတော်တော်ကိုခြေသွမ်းပြနေတာဂိုးတွေလည်းကျွန်တော်တို့သွင်းနေခံစစ်ကနေပြီးတော့အမြင်ဘောတွေကနေဘောပလင်း ability ကလည်းသူကကောင်းသေးတာเนาะဒါအပြင်ဘုံမောက်လို့အသင်းမျိုးမှာကစားပြီးတော့ပါလာတယ်ဆိုတာအချိန်ကြီးကမနေပါဘူးဘာကြောင့်လဲဆိုတော့ top 5အသင်းတွေထဲမှာဆိုလို့ချင်းအသင်းကြီးတွေကြီးပဲပါတာဒုတိယပဲဘုံမောက်ကနေကျွန်တော်တို့ပါလာတာဆိုတော့အဲ့ဒီတည်းမှာပါเนาะ premier league မှာပဲသူလုတ်ပြနေလက်ရှိကျွန်တော်တို့ premier league ဆိုတာကဟောပါလေဒီကဘောက်မှာအခက်ခဲဆုံးလိမ့်ဆိုပြီးတော့ပြောကြဆိုကြတယ်မလားအဲ့လိုနေရာမျိုးမှာတောင်မှဘုံမောက်လို့အသင်းမျိုးမှာကစားရင်းနဲ့ ဒီရာသီစွမ်းဆောင်ရည်ကောင်းကြီးပြသထားတယ်ဆိုတဲ့အခြေအနေမျိုးကမနှဲပါဘူးเนาะဒါအပြင်သူစပိန်လက်ရွေးစင်မှာနေရာရမလာတော့ကြည့်ရမယ်ပေါ့เนาะဘာလို့လဲဆိုတော့စပိန်မှာဆိုလို့ရှိရင်ကူဘာစီတို့လိုကစားမားတွေပြီးလို့ရှိရင်အက်ဆန်စီယိုတို့လိုလူရီယက်ကကစားမားလေးတွေ အဲနောက်တန်းကောင်းနေရှိတယ်ဆိုတဲ့ခါကျတော့ဒီလူငယ်ဇာမာလီအတွက်နေရာပေးမလားပေါ့ဗျာလူးဝစ်ဒီလက်ဖန်ဒီကအဲဒါစောင့်ကြည့်ရမယ်။ဒါပေမဲ့လို့ဗောနော်ဒီဇာမာလီကလည်းဒါအဆင့်၄နေရာမှာရှိနေပြီးတော့ဒါသူကတော့ဗောနော်ဒါအဆင့်တက်လာတဲ့ကစားမလို့ပြောလို့ရတယ်။ဒီ Golden Point Ranking မှာအဆင့်တက်လာတာ။ဆိုတော့ဒီယာဒီမှာလည်းဘုံမောက်ရဲ့အဓိကနောက်ခံကစားမတွေမှာပါတဲ့သူဗောနော်။ဆိုတော့နောက်တစ်ယောက်ကကျွန်တော်အနေနဲ့ဒါ PSG အသင်းရဲ့ကွန်းလေးကစားမဖြစ်သူဒါ Emery ပါ။အဲဒီဇာမာလီကနောက်ပိုင်းတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင်တော့အဲဘယ်လိုပြောမလဲဒီ Jao Nibes တို့ဗောနော်။ ဗီတင်ညာတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါပါလဲအဲဖာဗီယန်ရူစ်တို့ကစားနေတဲ့ကွင်းလေကိုကြော်ပြီးတော့ပုံမှန်ပွဲထွက်ခွင့်ရဖို့ကတော့သူတော်တော်လေးအခက်တွေ့နေတယ်။ဒါပေမဲ့သူကစားတိုင်းမှာတော်တော်ကိုကောင်းတဲ့ performance ကိုသူပြတယ်။အထူးသဖြင့်နီးပြအဖြစ်သူကကျွန်တော်တို့ဒါဒီဘယ်လိုပြောမလဲအဲဘယ်သူလဲဗျာခုနကပြောတဲ့ဗောနော်ဒီအွာကိုလဲကျင်လို့ပဲလူဝီဗာလဲဖာဗီယန်ရူစ်ကိုလဲကျင်လို့ပဲကျွန်တော်ဖြစ်ဖြစ်ဗောနော်ယောင်နီဘက်ကိုလဲကျင်လို့ပဲကျွန်တော်ဖြစ်ဖြစ်တုံးတဲ့အခါမှာဒီကစားမလေးကတော်တော်ကောင်းတာဒါအပြင်အမ်မရီရဲ့ ဂျောင်နီပဲဆိုရယ်ဘီတင်ညာရယ်ဆိုရယ်ကွင်းလင်ကလည်းတော်တော်ကိုကောင်းတာပေါ့ဆိုတော့ဒါကြောင့်ဒီဇာမားလေးက PSG လိုအသင်းမျိုးမှာနေပြီးတော့တကယ်လေး performance ကောင်းကောင်းနေပြနေတယ်ဆိုတော့ဒီစင်တီသူရောက်လာတာပေါ့နော်လက်ရှိအချိန်ကြီးတော့ကျွန်တော်တို့ဒီဂျောင်နီဘက်စ်လီကတော့ဒီစင်းင်းလေးကိုပါမလာသေးဘူးဂျောင်နီဘက်စ်ကတော့ဒီဒီစင်းင်းလေးကိုပါမလာသေးဘူးပေါ့နော်အခုသူကတော့လက်ရှိ ranking မှာတော့အဆင့်3နေရာမှာကျွန်တော်ရှိနေတယ် နောက်တစ်ယောက်ကဒါအဆင့်ကျလာတဲ့တယောက်ပါအဲ့ဒါပါလဲဆိုတော့ QBC ပါ QBC ကအရင်ကတော့အဆင့်1ပါအဆင့်1ကနေလက်ရှိမှာ ranking အဆင့်2ကိုရောက်လာတယ်ဆိုတော့ကျွန်တော်ကတော့ QBC အနေနဲ့ဒီ Barcelona ရဲ့ defense မှာဆိုလို့ရှိရင် Igor Martinez တက်တော့မှာအများကြီးအရေးကြီးတဲ့ကစားသမားလို့ကျွန်တော်မြင်တယ်သူတပင် Hansi Flick ကစားခြင်းနဲ့ high deficit line မှာဆိုလို့ရှိရင်သူဟာ less man ပဲဗျာတိလားကျန်တဲ့ကစားသမားတွေကတော်တော်လေးရှိမှနေရပြီးတော့သူကိုယ်တိုင်ဒီ လူရောမလဲလူကျွန်ထောင်ချောက်တွေဖမ်းရတယ်သူကိုယ်တိုင်ဒီချိန်သားကိုက်ကျွန်တော်နေတာ high defense line မှာသူဆော့ပါတယ်လောင်းဘောတွေလည်းတော်တော်လေးကောင်းတယ်လို့ ground tackle တွေဒီเนาะပြီးလို့ရှိရင်တော်တော်လေးကောင်းနေတယ်မှာကျွန်တော်ပါတယ်အသက်18နှစ်နဲ့ဘာစီလိုနာလိုအသင်းကြီးမှာကစားပွဲထွက်ခွင့်ကစားနေရပြီးတော့တာဝန်တွေအများကြီးထမ်းဆောင်နေရတယ်တာဝန်ယူထားတာတွေအများကြီးပဲဒီကောင်လေးကနောက်တန်းမှာเนาะအဲ့လိုမျိုးဆိုတော့ကမလွယ်ပါဘူးတော်တော်လေးကိုတော်တော်လေးကိုမလွယ်တာဒါကြောင့် Cuba Zero ဘာလို့ကတော့လက်ရှိမှာထားထိုက်တန်တန်နဲ့ဒီလူစင်းကိုယောက်လာတာဒါပေမဲ့လို့ပေါ့နော်အစ်စင်နှစ်ထီသူကြာလာတယ်ပေါ့ ဆိုတဲ့အခါကျတော့ညီကူတို့ရောဘလူမင်းညလည်းဒီမှာကူဘာစီအနေနဲ့အဲကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီဒီဒီအာကိုရလိမ့်မယ်လို့ထင်ကြလားကျွန်တော်ကတော့သူကအချင်းကြီးတော်တော်လေးများတယ်လို့ထင်နေပေါ့နော်ဒီနေရာမှာဘာစီလိုနာရဲ့ဘက်ကဘာဖလားတွေရလဲဘာနော်ဘလူဖလားတွေရအောင်မလဲဘလူအောင်မြင်မှုတွေရအောင်မလဲဆိုတော့ရတဲ့အခါမှာရောဒီကောင်ရဲ့ဒီဟိုပါဝင်ပတ်သက်မှုတွေကဘယ်လောက်ရှိမလဲဆိုတာလေးတွေသူကြည့်အောင်မှာပေါ့ဗျာဒါပေမဲ့တေးကြတာတခုကကူဘာစီဒီဘာစီရဲ့နောက်တန်းမှာအဓိကပလေယာပဲ ဘာစီနောက်တန်းမှာအဓိက player တကယ်ကောင်းတဲ့ player လေးဖြစ်တဲ့အသက်လက်တအားငယ်သေးပြီးတော့လုတ်ပြထားတာတွေကတော်တော်ကောင်းတဲ့အခြေအနေမျိုးပါအဲကြောင့် Cuba City လက်ရှိအစ်စ်နှစ်မှာရှိနေတယ်ပေါ့နော်နောက်တစ်ယောက်က PSG ရဲ့ဒါဒူဝေးပါ PSG ရဲ့ဒူဝေးကတော့ဘယ်လိုပြောမလဲဒီဟို Champions League ဒီမှာရောသူတို့ပြည်တွင်းလိဂ်ဒီမှာရောတကယ်ကောင်းအောင်ကစားပြနေတယ်ပေါ့နော်ကစားခွင့်ရတဲ့အချိန်တိုင်းမှာအရင်တုန်းကဒီ Kvara တို့ဘာလို့ဆိုလို့ရှင်ဗျာအရင်မှာပဲရှိသေးတာရောက်ရောက်ချင်းတုန်းကနောက်ပိုင်းကျမှ Kvara တို့ဘာလို့နေရာရလာတာ အမေရိကအဲ့ဒီမတိုင်နိုင်ဘူးပဲဖြစ်ဖြစ်လူစားလဲတာတွေပဲဖြစ်ဖြစ်ဒူဝေးရူပါတို့က left wing မှာလည်းကစားနိုင်တယ် right wing မှာလည်းကစားနိုင်တယ်နောက်ပြီးလို့ရှိရင်တိုက်စစ်မှာပရက်ဒလီပါကိုလာရဲ့ဒူဝေးရဲ့ပြီးလို့ရှိရင် Usman Dembele ရဲ့ဆိုပြီးတော့အမှန်ကန်ဟုတ်နေတာနောက်အဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒါခဗာရာရောက်လာပြီးတော့သူကအရင်ရောက်သွားတယ်ဒါကငယ်လေးငယ်သေးတာဟုတ်ဒါပေမဲ့သူကစားတိုင်းမှာတော်တော်ချီနေကောင်းတယ် dribbling နေတော်တော်သူကစားတာကတော်တော်ကိုညံ့ညောနေပြဒီကောင်လေးကစားတာကြည်ရတာနော်ဆိုတော့ဘောလုံးကိုကျွန်တော်တို့ဒါ dribbling ပါညာလုတ်ပြီးဆိုလို့ရှိရင်လည်းဟိုဘယ်လိုပြောမလဲဒီကောင်ရဲ့ပေါ့နော် ဒီဘောလုံးနဲ့ခြေတော်တဲ့မှာမကက်နေတာပဲသူကစားတာမင်းဘသူ dribbling လောက်တာကြည့်ရတာတော်တော်ကိုကြည့်လို့ကောင်းတယ်အဲ့တော့ဆိုတော့ဒါကြောင့်ဒီဒီပါဝင်ပတ်သက်မှုပေါ့နော်အထူးသဖြင့်ဒီနီးပြဘယ်လိုပြောမလဲဒီ Louis Scenery ရဲ့လက်အောက်မှာလည်းအေးအေးပါတဲ့အခန်းကဏ္ဍကနေသူကရှိနေတာဗျနောက်ပိုင်းမှာလည်းခြေသွင်းကပိုပြလာတဲ့ထိရောက်မှုတွေပိုရှိလာတယ်ဆိုတော့သူက rank number 1နေရာတိကျွန်တော် ရောက်လာတာဆိုတော့ဒါကတော့လက်ရှိ PSG ရဲ့တော့ဒါ Desiree Doué ပေါ့ဗျာဆိုတော့ဒါကလက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်လက်ရှိ125ရှိတဲ့ကစားမားတွေ ကျတော့ဒါနော်ဒူဝေးရှိမယ်အဆင့်တနေရာမှာနှစ်နေရာမှာလောလောဆယ်မှာကူဘာစီရှိမယ်သုံးနေရာမှာအမ်ရီရှိမယ်လေးနေရာမှာဟိုဆန်ရှိမယ်ငါးနေရာမှာအာဒဂူလည်းရှိမယ်ဒီ၅ယောက်တည်းကဘသူကနော်ဂိုရီမိုင်းစုကိုရသွားမယ်ထင်ကြလဲဒါမှမဟုတ်တခြားဒီထဲမှာပါတဲ့နဲ့စင်းရင်းထဲမှာပါခဲ့တဲ့နဲ့ကစားမာတွေရှိသေးတယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုချစ်သီးများကြီးတင်ပါတယ်